အာစနယ်ရဲ့ရှစ်ပွဲဆက်ပေးကိုမဲ့စန်ဂျင်တင်အနိုင်နဲ့ပြန်လည်노ထလာတဲ့လီဗာပူးတို့ရဲ့ချန်ပီယံလိပွဲစဉ်၄အင်္ဂါညတွဲဆိုင်များမင်္ဂလာပါဗျကိုကိန်းစတာဖုတ်ဘောရှိုးကနေကြိုးစားပါရကျွန်တော်ကိုခမအခုဒီဘက်မှာရှင်မြန်ကစားတဲ့ချန်မြန်လိပွဲတင်ကထုံးတဲ့တိုင်းပဲအင်္ဂါဘုဒုံနှစ်ည ရှိပေမဲ့လည်းအင်ကာညမှာကစားဖို့ရှိနေတဲ့တွဲဆိုင်တွေကတော့ပြိသက်စိတ်ဝင်စားမှုပုံများတဲ့တွဲဆိုင်တွေတနည်းအားဖြင့်အသင်းချင်းထိတဲ့တွဲဆုံတဲ့တွဲဆိုင်တွေပုံများတယ်ဒီအင်ကာညပွဲစဉ်တွေကကျွန်တော်တို့မျော်လင့်တယ်လို့ရလက်တွေမဖြစ်ဖဲနဲ့ကြောင်းမြန်ဖြစ်ခဲ့တာတွေကတော့များတယ်ပေါ့နော်မျော်လင့်တယ်လို့ပွဲတွေကတော့နဲတော့နဲသွားတယ်ဒါပေမဲ့လည်းတချို့အသင်းတွေအနေနဲ့လုံးဝမယုံကြည်နိုင်စရာကောင်းလောက်တဲ့ပြန်လည်노ထမှုတွေရှိခဲ့တယ်လို့စံချိန်တွေတင်ခဲ့တဲ့အသင်းတွေလည်းရှိခဲ့တယ်ဒါကအင်ကာညချန်ပီယံလိတွဲဆိုင်တွေရဲ့ ပြိသက်ကိုစိတ်ဝင်စားအောင်ဆွဲဆောင်နိုင်တဲ့အပိုင်းပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အင်္ဂါညပြပချင်းအခုဗိုလ်တုံးမနက်မှာအ fresh လေးဖြစ်အောင်ဗိုလ်တုံးနဲ့အင်္ဂါနှစ်ရက်မတွဲဘဲနဲ့အင်္ဂါညတွဲဆိုင်တွေကိုပဲကျွန်တော်တို့ပြန်လည်ခံစားပါတော့။တီးတက်သုံးသက်ဆွနေတော့မှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်အစောဆုံးနှစ်ပွဲ Slavia Prague နဲ့ အာစနယ်ဒီပွဲစဉ်မှာအာစနယ်အသင်းရဲ့ဂုဏ်သရေတွေကိုအတော်များပြောပြီးသွားပါပြီတိုးတော့ကျွန်တော်တစ်ချက်ကြံခဲ့တယ်အဲ့ဒီအချက်ကသူတို့ရဲ့ခံစစ်စွမ်းဆောင်ရည်တည်ဘလောက်ထိမြင့်တဲ့ level မှာရောက်နေတယ်လဲဆိုတဲ့အပိုင်းပေါ့နော်ပွဲစဉ်တစ်ပွဲမှာ shoot on target လို့ခေါ်တဲ့ဟိုဂိုးပေါက်တဲ့တဲ့အချက်လက်မရဘူးဆိုရင်တစ်ဖက်အသင်းရဲ့ခံစစ်ကတော်တော်ကောင်းလို့ပဲ goal attempts တွေကများလိမ့်မယ်ဗျာတိုးတော့ကျွန်တော် shoot on target ရဖို့အရေးကြီးတယ် shoot on target ြစ်တဲ့အခါကျမှဂိုးဝင်ဖို့နီးစပ်ပါလေ။ဆိုတော့ဒီ Slavia Prague နဲ့ Arsenal ပွဲစဉ်မှာ Slavia Prague ရဲ့ shot on target တစ်ချိန်တခါမှမရှိခဲ့ဘူး။သို့တော့ဖုတ်မှုမှာတွားကြည့်ရင်တော့ shot on target 1လို့ပြလိမ့်မယ်။အဲ့ဒီတစ်ချိန်ဒီ David ရိုင်ယာဘောလုံးပေးဖို့တုံ့ဆိုင်နေတဲ့အတွက်ကြောင့်ပြိုင်ဘက်ကစားသမားဝင်ပြီးလူလိုက်တဲ့အခြေအနေတည့်ရပဲရှိတယ်ဂိုးဝင်ဖို့နည်းနည်းလေးနီးစပ်သွားတဲ့အခြေအနေလေးပေါ့နော်ဂျန်နဲ့မိုမန့်စတီမှာစလာဗီးယားပရဂ်ရဲ့ဂိုးပေါက်တဲမှုတစ်ချိန်တစ်ခါမှမရှိရအောင်အာစတန်တင်းရဲ့ခံစစ်ကစားသမားတွေဆွဲဆောင်ရေးကောင်းကောင်းနဲ့ကစားသွားခဲ့တာပါဒီပွဲစဉ်မှာစလာဗီးယားပရဂ်ကလည်းဆရာခွက်တွေနင်းပြီးတော့ possession တွေယူပြီးကစားတာမဟုတ်ဘူး Austin ကစားတဲ့ပုံတံအတိုင်းပဲကစားတာဒီဘောလုံးအမြင်ပွဲတွေနဲ့ကစားတယ်အရေးရှိတဲ့ကစားသမားအများစု Slavia Prague မှာရှိနေတယ်သို့မဲ့ Subley နဲ့ပတ်သက်ရင် Austin ရဲ့ဆရာပဲသွားရှုပ်လို့မရဘူးသူ့ရဲ့တင်မအစိတ်နဲ့သူ့ကိုပြန်ပြီးတော့ဒုက္ခသွားပေးလို့မရဘူးသူ့မှာဖြည့်စည်းရှိပြီးသားအဒီချက်လေးကျွန်တော်ပြောဖို့ကြံခဲ့လို့ပါ Stro Slavia Prague ကိုနိုင်တာထူးဆန်းလားဆိုတော့မထူးဆန်းဘူးဒါမှမဟုတ်လေသူတို့ဒီလိုမျိုးစံချိန်တွေကိုတင်ဖို့ဆိုတာကတော့နည်းနည်းလေးဟိုခက်တယ်ဗျာစံချိန်တွေကကောင်းပါတယ်ဒါပေမဲ့နောက်ပိုင်းပွဲတွေကတော့ပို့ပို့ပြီးတော့ ခွန်အားတွေရှိလာနိုင်တယ်လို့ PR ရေလည်းရှိလာနိုင်တယ်။ Arsenal အကောင်းဆုံးကြော်ဖြတ်မလားဆိုတာတစ်ချက်ကြည့်ရမှာပါ။နောက်ထပ်တစ်ပွဲ Napoli နဲ့ Frankfurt ။ Frankfurt ကဗျာတောက်လျှောက်ဂိုးတွေပေးထားတဲ့အသင်းတစ်သင်းဗျာ။ Champions League မှာဆိုလည်းအားနေရနေ5-1ပေးထားရတာ။သို့ပေမဲ့ဒီပွဲတင်မှာ Napoli ကလည်းတကိုးမှာမသွင်းနိုင်ဘူးဗျာ။အဲ့တော့ကျွန်တော် Napoli ကိုယုံကြည်ခဲ့တာလွဲမှားတဲ့အတွေးခေါ်လို့ပဲပြောရမှာပေါ့နော်။ဒီပွဲစဉ်မှာ Frankfurt ကတော့ zone out ရရှိခဲ့ပြီးတော့ပြိသက်ကိုအောက်တင်းကြိုက်တဲ့သူတွေအနေနဲ့အကျိုးမြတ်ပေးခဲ့ပါတယ်ကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Atletico Madrid နဲ့ Saint Union Galois ဖြစ်ပါတယ်ဒီပွဲထဲမှာ Tico ကတော့အကျော်ပေးမှုပြုခဲ့တဲ့အတိုင်းပဲ3-1ဆိုတဲ့ရလတ်နဲ့အနိုင်ယူခဲ့တယ်ဒါပေမဲ့ပွဲပြီးခင်ကြီးမှာ Laurent Day ရဲ့ twin goal နဲ့ဒါပြိသက်ကိုအပြေးဝပျော်ရွှင်ခွင့် ပေးခဲ့တာပါအဲ့တော့ကျွန်တော်နောက်ထပ်တပွဲကဘိုတာကလင်းနဲ့မိုနာကိုဒီပွဲစဉ်ဆိုလဲအင်ရှင်မှာအသာချက်တွေအများကြီးရှိတယ်အကျော်ပေးမှုတွေတွားကြည့်လို့မရဘူးဗျအကျော်ပေးမှုရမိုနာကိုမနိုင်နိုင်တဲ့အကျော်ပေးမှုမျိုး သို့တော့တကယ်ကစားတဲ့အခါမှာကျတော့ဘုဒ္ဓ claim ကမိုနာကူအသင်းကိုရှုံးနိမ့်မှုရှိခဲ့ပါတယ်။ကြည့်ကျွန်တော်နောက်ထပ်တစ်ပွဲက Juventus နဲ့ Sporting Lisbon ထင်တော့ထင်တယ်ဗျဒီ job ပြီးမှတဖြည်းဖြည်းချင်းစီပျော့လာပြီပေါ့နော်။တရေကြရင်တဝက်လောက်ဆုံးရှုံးခွင့်ရှိတဲ့အထိအ job ပြီးမှပျော့သွားတယ်။စပေါ်တော့ကတရေအပြည့်ရှုံးနောက်ပိုင်းတဖြည်းဖြည်းချင်းစီနဲလာတာကြည်ချင်းအဖြစ် ခါလီကြရင်လည်းအာရှရဲ့အကျော်ပေးမှုတွေဘာတွေကိုမျက်နှာလဲခဲပြတော့လုပ်လို့မရဘူး Juventus အနေနဲ့ Sporting Lisbon ကိုဝမ်းဝမ်းပဲတည်ကစားနိုင်ခဲ့ပါတယ်ကြည့်ကျွန်တော်နောက်တစ်ပွဲဒီတစ်ပွဲရဲ့ဟိုအကောင်းဆုံးပွဲပေါ့နော် Liverpool နဲ့ Real Madrid ပွဲကြီးပွဲကောင်းတဲ့ပွဲဖြစ်တာနဲ့အညီကြည့်လို့လည်းတော်လေးကောင်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲစဉ်ကိုပွဲချိန်ပြေးမကြည့်နိုင်လိုက်ပါဘူးဆိုတော့ Liverpool အနေနဲ့ပြန်ပြီးတော့ရှင်သန်노ထလာခဲ့ပြီလားဆိုရဲမေကွန်ကျွန်တော်တို့မေးရမလို့ဖြစ်နေပြီဘာကြောင့်လဲသူတို့နောက်ဆုံးနိုင်ခဲ့တဲ့နှစ်ပွဲမှာပေးကိုလုံးဝမရှိခဲ့ဘူးဒါ Liverpool ရဲ့ပုံတံတန်မဟုတ်တော့ဘူးဗျာ Liverpool ဒီရှေ့မှာတောက်လျှောက်ရှုံးပွဲတွေဆက်ခဲ့တယ်လုံးဝရုပ်ပေါက်စွာနဲ့အားလုံးရှုံးခဲ့တဲ့ပွဲဒီ6ပွဲတိတိရှိတယ်ဂျားထဲမှာ Frankfurt တပွဲကိုပဲ9ကိုတကိုးနဲ့နိုင်ခဲ့တယ်အဲ့နောက်ပိုင်း Liverpool ွဲတင်နှစ်ပွဲကစားရတယ်။ဗလာကို2-0နဲ့နိုင်ပြီးအခု Real Madrid ကို1-0နဲ့နိုင်တယ်။ဗလာကို2-0ပွဲခဏဖယ်ထားလိုက်။ Real Madrid လိုမျိုးအသင်းကို Anfield မှာ2-0နဲ့နိုင်တာကတကယ်ကိုကျွန်တော် respect ပေးပါတယ်။ကျွန်တော်တို့လက်ရှိ Liverpool ရဲ့အခြေအနေနဲ့နိုင်မယ်လို့ကို မထင်ပါဘူးဒါပုံမှန်လေးလေးပြောတာဘလို့ပဲတွတ်တွက်ဗျာပါစတင်မပါဘူးသူတို့တကယ်ကစားတဲ့အခါမှာတော့လီဗာပူးဒီကိန်းကနေအချက်လက်ရလဲအတာဒီရရှိမှုတွေရှိပြီးတော့ရီယယ်မက်ဒရစ်ကိုအနိုင်ရခဲ့တယ်အဲရီယယ်မက်ဒရစ်ကလူမစုံလို့ဘာညာလဲမဟုတ်ဘူးရီယယ်မက်ဒရစ်ရဲ့ကစားသမားအစုံလင်နဲ့အန်ဖီမှာလာရောက်ရှင်းမြိုင်ကစားခဲ့တာပါဒါဂျူဘယ်လင်ကီလီယန်အမ်ဘပီဗီနီရှက်စ်ဂျူနီယာအတင်းအဓိကကစားသမား၃ယောက်ပါတီတိုင်အောင်လီဗာပူးတင်းကိုရှုံးနိမ့်သွားခဲ့ပါတယ်ဒါကြောင့်မလီဗာပူးကကြားနာသဘောမျိုးဖြစ်နေတာအဲလီဗာပူး ကဲမဲ့နောက်ပိုင်းပွဲတွေကိုကျွန်တော်တို့ပြန်လဲယုံကြည်သင့်ပြီလားတစ်ချက်ကြည့်ရအောင်ကျွန်တော်က Aston Villa နဲ့ပွဲမှာပွင့်လင်းပြောရင် ်လီဗာပူးကလန်တာကျနိုင်တယ်ပရိသတ်ကိုအကျိုးမပြုတာများနိုင်တယ်ဆိုပြီးတော့လီဗာပူးကိုကြိုက်ခဲ့တာဒါပေမဲ့ရီယယ်မက်ဒရစ်နဲ့ပွဲမှာတော့တကယ်ကိုလီဗာပူးရဲ့ဆွဲဆောင်ရေးပိုင်းအမှန်ကန်ကောင်းခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်အဲ့တော့အချက်အလက်လေးကျွန်တော်အနေနဲ့ပြောပြမယ်ဒီပွဲစဉ်မှာလီဗာပူးတင်းဒီ expected goal လို့ခေါ်တဲ့ဂူရဖို့အခွင့်အရေးတွေက2.51ချိန်ရှိခဲ့တယ်။ Real Madrid ဆိုရင်3.45ချိန်ပဲရှိတယ်။ Total shots တွေဆိုလည်း18ချိန်เนาะ shot on target တွေဆိုလည်း6ချိန်တိတိရှိခဲ့တယ်။ Real Madrid အတင်းက Total shot 8ချိန်နဲ့ shot on target က2ချိန်ပဲရှိခဲ့တယ်။ ် big chance တွေလည်း liverpool အသင်းက၄ချိန်တည်တည်ရရှိခဲ့ပါတယ်ဒီချက်လက်တွေဒီ liverpool အသင်းရဲ့ real madrid ပေါ်မှာ အားတာစွာကစားနိုင်ခဲ့တဲ့အချက်လက်တွေဆိုတာညင်းလို့မရပါဘူးခင်ဗျာအဲ့ဒီကြောင့်လီဗာပူးတင်ပြန်လဲနိုးထလာပြီလားဆိုရဲမိကုန်းကိုမေးတာပါဟုတ်ကဲ့ကျွန်တော်ညကိုရေးမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်တကယ်လို့ဘောလုံးပွဲတွေကစားကျင်နေဆိုရင်စူပါစီနီယာဘေးဘောစီမှာအိုက်ဘက်ခွန်ရှိကို၅တလုံးမစ်နဲ့မောင်ငါ၆တို့ကိုမမာတစ်အပူစုကြီးများစွာနဲ့ယုံကြည်စွာကစားလို့ရတယ်အသေးစိတ်သိချင်နေဆိုရင်တော့ပပနမတ်၃ညကို၈ကိုခွန်၉၆ကို440မှာဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာโอเคကျွန်တော်ကတော့နောက်ထပ်တပွဲ Olympiacos နဲ့ PSV Greece မြေမှာ PSV အသင်းကတော့1-1တေကစားနိုင်ခဲ့ပါတယ်။နောက်ထပ်ပွဲက Tottenham Hotspur နဲ့ Copenhagen စပားအသင်းကအိမ်ကွေးမှာအကောင်းဆုံးကစားပြီးတော့4-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တယ်။ဒါတောင်မှ Tottenham Hotspur မှာတယောက်အထုတ်ခံရတာနော်။တယောက်ထုတ်ခံရပြီးနောက်ပိုင်းသွင်းယူတဲ့ဂိုးကလည်း2ဂိုးရှိခဲ့တယ်။စပား ကိုပေဟေကင်းကိုတယောက်အကျော်ပေးပြီးနိုင်ခဲ့တဲ့အတွက်ဒီနိုင်ပွဲဟာပို့ပြီးတော့ချုပ်မြင်ခဲ့တယ်လို့ပဲညွှန်းဆိုရမှာပါ။နောက်ဆုံးပွဲစဉ်တစ်ပွဲကတော့ဒါ PSG နဲ့ Bayern Munich ပွဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာလက်ရှိချန်ပီယံ PSG အသင်းအနေနဲ့ Bayern Munich ကို2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။အဲ့တော့လက်ရှိအချိန်တစ်ဖက် Bundesliga မှာပဲကျန်းတာမဟုတ်ဘူး Bayern Munich က ချန်ပီယံလိမှာပါလာပြီးတော့ကျန်းနေတယ်တခြားအသင်းတွေကိုနိုင်တာမနိုင်တာစိတ်မဝင်စားဘူးဒါအာစတယ်တို့ PSG တို့လို level down တူတဲ့အသင်းတွေထဲမှာမှာ PSG ကိုအနိုင်ယူခဲ့တဲ့အတွက်ကြောင့်ဒါဘိုင်မြူနစ်ရဲ့ဒီနှစ်ခြေသွမ်းပိုင်းကလည်းချန်ပီယံလိရနိုင်ကြီးရှိတယ်ဆိုတော့ level မျိုးတဲ့ထည့်ထားလို့ရပါပြီအဲ့တော့ကြောင့်ဘိုင်မြူနစ်ကဒီနှစ်ဘောလုံးရာသီမှာအသင်းကောင်းတွေအပါအဝင် ကစားခဲ့တဲ့ပွဲစဉ်16ပွဲမှာ16ပွဲလုံးနိုင်ခဲ့ပြီး56ဂိုးအတွင်း17ဂိုးသာပေးခဲ့ရပါတယ်ကျွန်တော်တို့လုံးဝ impress မဖြစ်ခဲ့တဲ့ Vincent Kompany အနေနဲ့ဒီလောက်ထိစွမ်းဆောင်ပြထားနိုင်တာလုံးဝမထင်တာတဲ့အခြေအနေမျိုးဖြစ်ပါတယ် ဆိုတော့ဘောလုံးမှာဘယ်တော့ဘယ်ဘုံမဆိုဖြစ်သွားနိုင်တယ်ဘယ်သူမှလည်းအထင်သေးလို့မရတယ်လို့ဘယ်သူမှလည်းအရင်အထင်ကြီးလို့မရပါဘူးခင်ဗျကျွန်တော်ညီကိုတွေအားလုံးလည်းအင်္ဂါညပွဲစဉ်တွေမှာအကျိုးမြတ်များရရှိဖို့အတွက်မျှော်လင့်နေတဲ့ဗီဒီယိုလေးတွေမှာနားကျင်ပါတယ်ဆုံးတိတိရှိအားပေးခဲ့လို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ